ိန်ကလေးတွေရဲ့အသေးချွန် idol ဇော်ဆိုင်ထက်ကိုထီလို့လူပြောများနေဆီယမမိနိုင်နဲ့အလှမဲ့ခင်ရနာဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ပရိသတ်ကြီးတို့ရဲ့ကျမတို့ရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့ဆိုရှယ်မီဒီယာပေါ်မှာမုံတိုင်းထန်နေတဲ့အထူးသဖြင့်မိန်ကလေးပရိသတ်တွေကြားမှာတော်တော်လေးကိုခရရိုက်သွားတယ်။အကြောင်းအရာတခုကိုတင်ဆက်ပေးခြင်းပါတယ်ရှင်။ဟုတ်ပါတယ်။အလုံးရဲ့အသေးကြောင့်မိန်ကလေးတွေတက်တက်လှုပ်အားပေးကြရတဲ့ Idol လေးဇော်ရှိုင်းထက်ကိုလူသိရှင်ကြားတိုက်ခိုက်လိုက်လို့ပွေးစုနေတဲ့အလှမယ်ခင်ရနာဆိုနေဆယ်လီဆီယာမမိနိုင်တို့ရဲ့ဇလန်းပါပဲ။ ပထမဆုံးအနေနဲ့ဇော်ရှိုင်းထက်ဆိုတာကတော့ကိုရီးယားမင်းသားလေးတယောက်လိုချောမောခန့်ညာပြီးတော့စစ်စရာကောင်းတဲ့ရုပ်ရည်ကြောင့်မြန်မာနိုင်ငံကမင်္ဂလိပရိသတ်တွေအန်တီဂျီတွေရဲ့အသေးစွဲဝိုင်းဝိုင်းလည်နေတဲ့သူတယောက်ပါသူရဲ့ခါပါသချင်းတွေကိုပိုင်သချင်းတွေက လူငယ်တွေကြားမှာအောင်မြင်နေတယ်လို့နောက်ပိုင်းမှာလည်းဆယ်လီတူဖြစ်တဲ့ဗီတာမင်နဲ့အတူဘီယံဇလန်ကျွဲရိုက်ကူးပြီးတဲ့နောက်မှာသူ့ရဲ့အောင်မြင်မှုကအရင်ကထက်အများကြီးပိုပြီးတော့မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းသူ့မှာဘသူမှအထိမခံနဲ့သူ့ကိုအရေးတကြီးကြီးနဲ့ကာကွယ်ပေးနေတယ်။အမာဂန်ပရိသတ်အင်အားစုကြီးတခုရှိနေရပါ။ဇလန်ကတော့ပြေးခဲ့တဲ့ရာသက်တစ်ပတ်ကကျင်းပခဲ့တဲ့နာမည်ကြီးစိန်နန်းတော်စိန်ရွှေရတနာဆိုင်ရဲ့အထူးပရိုမိုရှင်းပွဲကြီးမှာစတင်ခဲ့ရပါ။ဒီပွဲမှာတော့ဇော်ဆိုင်ထက်ကအစိုးရတင်စာမော်ရဲ့နာမည်ကြီးတခြင်းတစ်ပုဒ်ဖြစ်တဲ့ င်ပထမခြေလန်းသချင်းကိုသူ့ရဲ့ဖန်တွေနဲ့အတူခန်းစားချက်အပြည့်နဲ့လိုက်ဆိုနေခဲ့ပါတယ်။အဲဒီချိန်မှာအာအယံထည့်ပြီးအော်ဆိုလိုက်တော့သူ့ရဲ့အတန်ကငယ်ရန်ပါပြီးတော့အနေငယ်အတန်ကြောင်းတလို့ဖြစ်သွားခဲ့ပါတယ်။ အရင်အခိုက်တန်းမှာပဲသူနောက်တဲတဲမှာထိုင်နေအလှမဲ့ခင်ရနာဆိုရဲ့မျက်နှာအမူအရာကဇော်ဆိုင်တက်ကိုအထင်သေးတဲ့ပုံစံနဲ့မျက်ဆောင်ထိုးပြီးတော့မဲရွေးလိုက်တယ်လို့ဖြစ်သွားခဲ့ရာကိုဗီဒီယိုကင်မရာတွေကအမိအရာဖမ်းယူနိုင်ခဲ့တာပါဒီဗီဒီယိုဖိုင်အွန်လိုင်းပေါ်မှာတက်လာပြီးနောက်မှာတော့ဇော်ဆိုင်တက်ရဲ့ဖန်တွေကသူတို့ရဲ့အချစ်တော်ကိုမထီမဲမြင်လောက်ရမလားဆိုပြီးတော့ခင်ရနာဆိုကိုဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တယ် ဒီလောင်းနဲ့ဆိုရင်တော့ပြဿနာကဒီလောက်ကြီးထွားလာမှာမဟုတ်ပါဘူး။အဲ့ဒီအချိန်မှာပဲနာမည်ကြီးဆယ်လီဆီယာမတယောက်ဖြစ်တဲ့ဆီယာမမီနိုင်ကပါဒီကိစ္စတွေကိုဝင်ပါလာခဲ့ပါတယ်။ဆီယာမမီနိုင်ကတော့ခေရနာဆိုလိုမျက်နှာအမူအရာနဲ့ပဲတုံ့ပြန်ခဲ့တာမဟုတ်ပဲဇော်ဆိုင်ထက်ရဲ့သတင်းဆိုပုံနဲ့ပတ်သက်ပြီးတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေထည့်ဝုန်းခဲ့ရပါတနည်းအားဖြင့်ပြောရရင်အာမနာတန်းကိုပွဲထုတ်ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်။ဒီမော်ရဲ့ပြဿနာကပိုပြီးတော့ကြီးသွားခဲ့တာပါ။ဇော်ဆိုင်ထက်ကိုအရင်ကတည်းကသိတဲ့သဘောမကျတဲ့သူတွေနဲ့ဝေဖန်သူ တွေကလည်းခင်ရနာဆိုးနဲ့ဆီယမမိနိုင်တို့ဘက်ကနေအားဖြည့်ပြီးတော့သူတို့ပြောတာမှအမှန်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဝင်ရောက်ပြောဆိုကြသလိုဇော်ဆိုင်ထက်ရဲ့အမာခံပရိသတ်တွေကလည်းသူတို့ရဲ့ idol ကိုကောက်ွယ်ဖို့အတွက်အပြင်းထန်ပြန်လည်ခုခံတိုက်ခိုက်ကြပါတော့တယ်။အခုဆိုရင်တော့ Facebook ပေါ်မှာဇော်ဆိုင်ထက်ရဲ့ fan တွေနဲ့ခင်ရနာဆိုးနဲ့ဆီယမမိနိုင်တို့ကိုထောက်ခံနေသူတွေကြားမှာတကယ်ကိုစကလုံးနေနဲ့တိုက်ခိုက်နေကြတဲ့စစ်ပွဲကြီးတခုဖြစ်ပွားနေပါတယ်။တစ်ဖက်ကလည်းဒါဟာမတော်တဆဖြစ်သွားတဲ့မျက်နှာအမှုရာတခုသာဖြစ်တယ်လို့ပြောဆိုနေကြ ားသလိုနောက်တစ်ဖက်ကလည်းဂျာဟာပေါ်တင်အထင်သေးတော့မလေးမစားလို့တာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်ပရိသတ်ကြီးတို့ကရောဒီဖြစ်ပျက်ပေါ်မှာဘလို့မြင်ကြပါသလဲခင်ရနာစိုးရဲ့အမှုရာကတမင်လုံးတယ်လို့ထင်ပါသလားဆီယမမီနိုင်ရဲ့ဝေဖန်မှုကရောတရားမျှတတယ်လို့မြင်ပါသလားပရိသတ်တွေထဲမှာရောဇွန်ဆိုင်ထက်ကိုအားပေးကြတဲ့သူတွေရှိလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်